တစ္ဆာရှိရပေါ့ကျွန်တော်လည်းကျွန်တော်လည်းတစ္ဆာရှိပါတယ်တချင်းကဒီနေ့ကျွန်တော်လေးဘုတ်ဖြတ်ပြဖို့ရှိပါတယ်ဟုတ်အဲအဲ့ဒါနောက်မှဖြေမယ်နောက်မှဖြေမယ် surprise ရှိရအဲ့ဒီတော့လေအဲ့ဒါလည်းနောက်မှနောက်မှထပ်ပြောမယ် surprise ရှိရကျောင်းနေနေတာပထမဆုံးပဲပေါ့နော်အခုကျွန်တော်ဒါ Diamond Pavilion အဲစိုက်ပွဲကိုရောက်နေအောင်ဖြစ်ပါတယ်အဲကျွန်တော်အကြိုက်ဆုံးအရာမခဲရအောင်လေး ဖြစ်နေဆိုတော့ဒါထူးထူးခြားခြားပဲပေါ့နော်ဒီရောင်လေးကဒါဆန်ရတောက်ဆိုလို့ပေါ့နော်ခဲရောင်လေးနောက်ပြီးတော့ကျွန်တော်ကိုယ်လည်းချိုက်တယ်ဆိုတော့ကွက်တီပဲဖြစ်သွားတာပေါ့မသိဘူးကျွန်တော်ကဘောင်းလည်းမသိဘူးခဲရောင်ကိုအဲ့လိုမျိုးချိုက်ကိုချိုက်နေရဒါကျွန်တော်ကိုယ်တိုင်ဝစ်ဖို့တော့မဟုတ်ဘူးပေါ့လေမင်းကလေးဆိုလည်းအဲ့လိုပဲခဲရောင်ဝစ်ထားရင်ကျွမျက်လုံးထဲမှာချဲနေတာပေါ့အဲ့လိုအခုမအောက်ကြည့်ရတာခဲရောင်ရှိတယ်အဲ့လိုခဲရောင်မြင်မြင်နေကျွန်တော်အဲ့လိုမျိုးတခြားရောင်တွေကခဲရောင်ပုံမြင်နေပေါ့အဲ့မော်အလွန်အလွန်လေးပေါ့နော်နောက်ပြီးတော့ခဲရောင်ကျွလစ်လားမသိဘူးအဲ့ဟာတယောက်တည်းပဲချက်မယ်ဆိုတော့ ဟဲ့အိဗယ်ရှိတယ်အဲ့လိုမျိုးပေါ့ဟုတ်တစ္ဆာရှိရပေါ့ကျွန်တော်လည်းကျွန်တော်လည်းတစ္ဆာရှိပါတယ်တချင်းကဒီနေ့ကျွန်တော်လေးဘုတ်ဖြုတ်ပြဖို့ရှိပါတယ်ဟုတ်အဲအချစ်ဦးအဲပြီးရင်အချစ်စစ်လို့အဲအဲပြီးရင်ပါလေပြီးရင်တပုတ်ကကျတော့ကျွန်တော်ဟိုလစ်ဆဲမှာအကုန်လုံးထည့်လာတယ်ဒီက audience ပုံမှာလိုက်ပြီးတော့ကျွန်တော်ဖြုတ်ပြပါမှာပါဟုတ်ဟုတ်တချင်းတက်လေလဲအာစဉ်းစားနေရဒီနေ့ဖြောပြေးကောင်းမလားဗောလေထဲရောထဲလားဗျာဟုတ်ယူစစ်ဗီဒီယိုက6ရက်နေ့6ရက်နေ့တက်မယ် ဦးသိပြီရောနောက်ပြီးတော့ဒီနေ့၈ရက်နေ့မှာအင်တာလုပ်လေးလာမယ်ပေါ့နော်ဟုတ်ကဲ့အဲကျွန်တော်တရှင်းတက်ကအဲ့မပုံမှန်မြင်နေကြအောင်ဖြစ်မှာမဟုတ်ဘူးနောက်ပြီးတော့ဒီ DM မှာပါတဲ့မိုနီကာကလည်းဒါသူက international ဒီလောဆယ်တော့ဘန်ကောက်မှာသူ model လုပ်တယ်ပေါ့နော် model ဖြစ်လောက်ကိုင်းတယ်သူကသူ့ရဲ့ occupation ကတော့ model ပဲဒါပေမဲ့ဒီ music video ကသူ့အတွက်လဲဒါပထမဆုံး music video ဖြစ်မှာဆိုတော့ through ကြကြပါပဲပြီးတော့တခြား cast တွေလည်းပါတယ်ထိုင်းရလူတွေပါတယ်ပြီးရင် dancer တွေကစား ဘောနော်ထိုင်ရတဲ့စာကြီးပဲတုံးတာပါဟုတ်တော်တော်ပြောလိုက်ရပြီအဲအင်းမော်သူကကြောက်မော်ဒယ်သူ့ရဲ့အလောက်ကံမော်ဒယ်ဖြစ်နေတာအကြောင်းပို့လို့သူမျိုးစစ်ဗီဒီယိုမှာသူရိုက်ဖို့အစင်ပြေလားမပြေလားပေါ့အဲ့ဒါမျိုးညှိရပါဟုတ်အကျွန်တော်သိရတယ်သူလုံးဝရေဆိုတာကျုံပါတယ်ဗျဟုတ်အော်စိတ်တိုင်းချစိတ်တိုင်းချပါတယ်100%စိတ်တိုင်းချတယ်ဘာလို့လဲဆိုတော့ဒီမျိုးစစ်ဗီဒီယိုထဲမှာပါမဲ့စင်တိုင်းကတ်တိုင်းကဒါကျွန်တော်တချင်းစာရေးတဲ့အမြင်နဲ့အမြင်အတိုင်းအောင်မှာကျွန်တော်လောကကိုယ်တိုင်လဲ short တွေရောပေါ့နော်ရိုက်ထားတဲ့ short တွေအားစကျွန်တော်ဖုန်းနဲ့အရင်ဆုံးကိုယ့်ဘာသာကိုရိုက်လိုက်တယ်ရိုက်ပြီးတော့ဒါ director ရိုက်ပေးမဲ့လူကိုအကုန်လုံးပြကျွန်တော်ညှိနှိုင်းပြီးတော့အကုန်လုံးလောက်ကင်ထားတာပေါ့နော်ရိုက်ပေးရဲ့ဟိုကောင်လေးဆိုလို့ရှိရင်ဒါဘန်ကောက်ကပဲဒါပေမဲ့မြန်မာလူမျိုးပေါ့ခိုင်းလို့အမိရတယ်သူလည်းအရန်တော်ပါတယ်ဟုတ်ကျွန်တော်လိုချင်တဲ့ပုံစံအတိုင်းဖြစ်အောင်သူအနည်းဆက်ဆုံးသူစူးစမ်းပေးရပါလေဟုတ်အဲအဲ့ဒါနောက်မှဖြစ်မယ်နောက်မှဖြစ်မယ် surprise ရှိတယ်အဲ့ဒီတော့လေအဲ့ဒါလည်းနောက်မှနောက်မှထပ်ပြောမယ် surprise ရှိတယ်နောက်မှပွဲအကြောင်းထပ်ပြောမယ် အဲပြီးတော့ဒီလောဆယ်တော့ကျွန်တော် music video အကြောင်းထပ်ပြီးပြောချင်တာကဘာလဲဆိုတော့ဒီအကအော်လည်းထူးထူးခြားခြားတာဒါ project ကြီးကဒီကုံမင်းခန့်ဟင်းဆိုရဲအကိုကကုညီပြီးတော့ဒါဒီရန်ကုန်မှာလည်းသူထွင်မေးရဲ့ထွင်မေးပြီးဒီဘန်ကောက်ထိလိုက်ပြီးတော့သူကိုယ်တိုင်ဒီဘန်ကောက်ကဒိုင်ဆာတွေကိုသူကိုယ်တိုင်အကတိုက်ပေးလေ့ကျင့်ပေးနောက်ပြီး shooting အထိကိုပေါ့နော်သူလုံးဝအားကြုံမှန်တယ်နဲ့သူကုညီပေးထားတဲ့အတွက်လည်းဒီကနေပြီးကုံမင်းခန့်ဟင်းကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်